准备好了。Alam memang lawaknya, diri dos kemudian maju berbareng, jangan hanya naik mah. နေ့တင်ခန်းစာလေးမှာကျွန်တော်တင်ပြပေးချင်တာလေးက Microsoft Excel မှာစာရင်းစရာတွေကိုဘယ်လိုမျိုးစာရင်းစရာနဲ့ print ထုတ်ရမလဲဆိုတာကိုတင်ပြပေးချင်တာဖြစ်ပါတယ်။ဒီတင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးနဲ့ Advanced Excel 101 Swim Class လေးတို့မှာတင်ကြားရတဲ့တင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ Microsoft Excel မှာဇာတ်ရည်ဆွဲတဲ့စာရင်းတွေလောက်တဲ့အခါမှာကိုယ့်ရဲ့ဒီစာရင်းစရာတွေကို print ထုတ်ဖို့လိုအပ်လာတဲ့အခါမှာ Play Mode စနစ်ချနဲ့ထုတ်ရမယ်ဆိုတော့အားလုံးနေနဲ့သိထားတင်ပါတယ်။ဒါကြောင့်မလို့ဒီခုသင်ခန်းစာထဲမှာဒီ print အကြောင်းလေးကိုကျွန်တော်အသေးသေးလေးပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာနမူနာအနေနဲ့တော့ဒီမှာဇာတ်လေးတွေရှိတယ်ပေါ့နော်စာရင်းလေးတွေရှိပါတယ်ဒါလေးတွေကိုကျွန်တော် print ထုတ်ချင်ပါတယ် print ထုတ်ဖို့အတွက်ဆိုရင်ကျွန်တော်ကပထမနီလန်တစ်ခုကကြာတော့ဒီပေါ်လေးမှာ file ဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်ဒီ file ဆိုတဲ့ခေါင်းစဉ်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့မှဒီအောက်လေးမှာ print ဆိုတာလေးရှိပါတယ်ဒီ print လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါဒါဆိုရင်တို့ကဒီမှာ print ဆိုတဲ့တဲကိုရောက်သွားမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့သွားလို့ရတယ်လို့မျိုးပဲအဲ့လိုမသွားချင်ဘူးဆိုရင်ကြတော့ဒုတိယနီလန်ကတော့ shortcut key နဲ့သွားလို့ရပါတယ် ဒီနေရာကနေမှခုနကကျွန်တော်မူလနေရာကိုပြန်ပြီးတော့တွားခြင်းနေဆိုရင်ဒီပေါ်လေးမှာကျွန်တော်ညလေးရှိတယ်ပေါ့နော်ဒီညလေးကိုလည်းနေလို့ရတယ်လို့မျိုးပဲကျွန်တော်ရဲ့ကွန်ပျူတာကီးဘုတ်မှာ ESC လို့ခေါ်တဲ့ Escape ဆိုတဲ့ cloud လေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနေလိုက်မယ်ဆိုရင်လည်းပဲဒါဆိုမူလနေရာကိုရောက်သွားမှာဖြစ်ပါတယ်ပြီးတော့ဒုတိယနီလန် shortcut လေးကကြတော့ကျွန်တော် edit file တက်ကနေမသွားဘဲနဲ့ shortcut နဲ့သွားခြင်းနဲ့ဆိုရင်ကြတော့ကျွန်တော် prind print ရဲ့ပေါ့နော်အတူကောက်ဖြစ်တဲ့ p လေးကိုသွားယူထားတာပါ control ရဲ့ p ရဲ့ကိုတွဲပြီးတော့မှနှိမ်ရမှာဖြစ်ပါတယ် ဒါမှမဟုတ်ကျွန်တော်က control ရဲ့ PL ကိုတွဲပြီးတော့မှနှိပ်လိုက်ပြီးဆိုရင်လည်းပဲ deep print ဆိုတဲ့ကောင်းစင်တွေကိုရောက်သွားမှဖြစ်ပါတယ်။ကိုနေတဲ့ဒီလိုမျိုးတွားလို့ရပါတယ်။ ပြီးတော့ကိုရေးဆွဲထားတဲ့ကွယ်စင်းတွေကဒါ final ဖြစ်သွားပြီဒါအပြီးသက်ဖြစ်သွားပြီဆိုရင်ဒီတိုင်းမှာကျွန်တော်က print ထုတ်လိုက်ချင်တယ်ဆိုရင်ဘာမှထပ်ပြီးတော့ပြောင်းလဲစရာမလိုတော့ဘူးဆိုရင်ကြတော့ဒီမှာကျွန်တော်က print ဆိုလိုက်ရှိရပါတော့ဒီ clip လေးကိုဒီချက်လေးနဲ့လိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်တို့ computer နဲ့ချိန်ဆက်ထားတဲ့ကျွန်တော်တို့ printer ကနေပြီးတော့မှအခုမြင်နေရတဲ့ကျွန်တော်တို့စင်းစရာရှိသလားပေါ့နော်ဒီမှာဆိုကျွန်တော်တို့106ပေါ့စာပြပေါင်းစုစုပေါင်း6ရက်တတိရှိပါတယ်ဒီစာမျက်နှာပေါင်း6မျက်နှာတတိကိုသူကအဲ့ဒီကိုချိန်ဆက်ထားတဲ့ printer ကနေပြီးတော့မှ print ဆိုင်ပြီးတော့မှထွက်လာမှာဖြစ်ပါတယ်ဒါတော့တန်ပြီးတော့မှထုတ်တာပေါ့ အလုံးမဖဲနဲ့ကိုနေနေကကိုရဲ့စာရွက် site တွေကိုရဲ့ margin တွေဒါတွေအော်ဒါတွေကိုကျွန်တော်နေနဲ့ထပ်ပြီးတော့မှပြင်ဖို့လိုအပ်သေးတယ်ဆိုရင်လည်းဒီ print နေရာလေးမှာကျွန်တော်တို့ကလာပြီးတော့မှပြင်လို့ရပါသေးတယ်။အဲ့လိုပြင်မှုတွေကကျတော့ကျွန်တော်ဒီဘက်က box ကြီးမှာလာပြီးတော့ပြင်ရမယ်ပေါ့နော်။ပထမဆုံးအနေနဲ့ကျွန်တော် margin ကိုပြင်ချင်ပါတယ်။ margin ဆိုတာကကျတော့ကျွန်တော်တို့စာရွက်လေးရဲ့ဒီလိုမျိုးလေးဘက်လေးလံစလုံးရဲ့ရှိနေတဲ့အကွာအဝေးလေးကိုပြောတာပါ။ ဲ့ကျွန်တော်ဒီဘက်မှာ margin လေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာဆိုရင်လက်ရှိမှာကျွန်တော်သုံးထားတဲ့ margin လေးကတော့ဒီမှာ normal ဆိုတဲ့ margin လေးကိုသုံးထားတာပါအဲ normal ဆဲ margin လေးမှာလည်းပဲသူက BB ဘက်လက်မှာဘလောက်အကွာဝေးရှိရသလဲကိုသူကပြပေးထားပါတယ်တော့ရဲ့ bottom ရဲ့ကကျတော့0.75လက်မှာရှိပါတယ် left နဲ့ right ဘယ်နဲ့ညာကတော့0.7လက်မှာရှိရသလဲကိုကျွန်တော်တွေ့ရမှာပါ အဲ့ခါမှာသူကသူကဒီမှာဆိုကျွန်တော်တို့ server လေးကမူလကဒီ server ဘယ်ဘက်အသားလေးကနေပြီးတော့မှကျွန်တော်တို့စာရီစပေါ်တဲ့နေရာဇာတ်ရီစပေါ်တဲ့နေရာကြာမှတလောက်กว่าဝေးရှိတယ်ပေါ့ဒါကဒီပုံစံမသုံးချင်ဘူးဒီထက်ပိုကျကျလေးသုံးချင်တယ်ဆိုရင်လည်းပဲဒီမှာကျွန်တော်တို့က margin လေးကိုပြောင်းလဲဖို့အတွက်ဒီ margin လေးမှာတစ်ချက်နှိမ့်လိုက်ပြီးဆိုရင်ဒီရောက်လေးမှာကျွန်တော်တို့ white စွာလေးရှိပါတယ်ဘွယ်ကကျတော့သူကကျတော့လေးပဲလေးလံစလုံးကကျတော့တက်လက်မအကွာဝေးရှိပါတယ်။ဒါလေးကိုကျွန်တော်သုံးချင်နေဆိုပါစို့။ဒါနဲ့ကျွန်တော်ကဒါလေးကိုသဘောကျတယ်ဆိုရင် click တစ်ချက်လေးနှိမ့်လိုက်ပြီးဆိုတာနဲ့ ကြည့်လိုက်ပါကျွန်တော်စင်စရာလေးကစာချုပ်ရဲ့ဒီလိုမျိုးပဲပဲဆန်းဆုံးလေးကနေပြီးတော့မှကျွန်တော်ရဲ့စရာလေးစာပေါ်ရဲ့နေရာချမှာအကွာဝေးလေးပြောင်းသွားတာကိုတွေ့ရမှာပါအဲ့လိုပဲအပေါ်ရီအောက်တီဖဲဒီညာတွေအားလုံးမှာလည်းပဲအကွာဝေးပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါမာဂျင်ကိုပြောင်းလဲလိုက်လို့ပေါ့နော်မာဂျင်ကိုပြောင်းလဲလိုက်တာနဲ့ကိုယ့်ရဲ့စရာရဲ့ကိုယ့်ရဲ့စင်းရဲ့နေရာပေါ့နော်စာပြည့်ရဲ့ဒီစာပြည့်ပုံမှာပေါ်နေတဲ့ပုံစံလေးတွေကလည်းပြောင်းလဲသွားသလိုမျိုးပဲစာပြည့်စုစုပေါင်းကုန်ကြမ်းမဲ့ပမာဏကလည်းပဲပြောင်းလဲသွားတာကိုတွေ့ရမှာပါတယောက်လီမှာသွားပြီးတော့မှကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီမာဂျင်လေးကိုပြောင်းလိုက်ပြီဆိုတာနဲ့တယောက်လီမှာ107ဆိုပြီးဖြစ်သွားပါတယ် မူလကတော့ Windows စာမျက်နှာစုစုပေါင်း6မျက်နှာတိတိပဲရှိတယ်ပေါ့နော်ခုကျွန်တော်ကမာဂျင်ကိုပို့ပြီးကျဲတဲ့မာဂျင်ကိုသုံးလိုက်တာဖြစ်တဲ့အတွက်စာမျက်နှာစုစုပေါင်း9မျက်နှာဖြစ်သွားတာကိုတွေ့ရမှာပါအဲကြောင့်ကျွန်တော်တို့ကမာဂျင်ပြောင်းလဲတတ်ပါမူတည်ပြီးတော့လည်းပဲကျွန်တော်စာရွက်အနေများကလည်းကွာခြားသွားနိုင်ပါတယ်ပြီးတော့ဒီမှာတက်ပြီးတော့နှိပ်လိုက်ပြီဆိုရင်သူကတက်ပြီးတော့ရွေးကြရရှိသေးတယ်။ဒါမှမဟုတ် narrow ပေါ့နော် narrow ကတော့ပုံပြီးချင်းချင်းလေးတုံးချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ narrow လေးကို click တစ်ချက်လေးနှိပ်ပြလိုက်ပြီဆိုတာနဲ့ဒါနဲ့ကျွန်တော်က narrow ပုံစံဖြစ်သွားမှာပါ။ အဲ့ဒါကျွန်တော်တို့ကနေရုကိုယူလိုက်တာမလို့စာရွက်ရဲ့ပြပဲစုံစုံလေးကနေဇာတိစာပေါ်ရနေရချာမှာနည်းနည်းလေးပဲရှင်တို့နေရာလေးကရတော့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကမာဂျင်ကိုပြောင်းလိုက်တာပေါ့နော်။ အဲ့လိုမျိုးဒီမှာပြထားတဲ့ margin ဒီမှာ normal ro white data တွေကိုကမသုံးချင်မဲနဲ့ကိုကိုယ်တိုင်မဲ margin ကိုတက်မဲ့ချင်တယ်ပေါ့နော်ကိုကိုယ်တိုင် site ကိုတက်မဲ့ချင်တယ်ဆိုရင်လည်းပဲဒီရောက်ဒီမှာတင်ရောက customize margin ပေါ့နော် custom margin လေးရှိပါတယ်ဒီ custom margin လေးကို click တစ်ချက်လေးနှိပ်ပေးလိုက်မယ်ဆိုရင်လည်းပဲသူအနေနဲ့ကဒီမှာ pixel ဆိုတဲ့ box တွေကြလာပြီးတော့မှဒီ margin စွာလေးပေါ်လာမယ်ပေါ့နော်အဲ margin ထဲမှာကိုအနေနဲ့ကိုနှိပ်တဲ့အတိုင်းဒါအကွာဝေးကိုဒီမှာလာပြီးတော့မှထားလို့ရပါတယ် ပြီးတော့အိမ်မှာဘာလေးရှိသေးလဲဆိုတော့ကျွန်တော်ဒီအောက်လေးမှာစင်တာအောင်ပေးသွားလေးရှိတယ်ပေါ့နော်။သက်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ဒီမှာသူဒီမှာ preview ပြထားတဲ့မူလကဒီဟာလေးကိုကြည့်ကြည့်မယ်နော်။ဥပမာလေးကိုကြည့်ကြည့်မယ်။ဒီမှာတော့ဒီမှာကျွန်တော်အောက်မှာ server လေးရှိတယ်ပြောတော့အပေါ်မှာဇာတ်လေးဆွဲထားပါတယ်။ကျွန်တော်ကအိမ်ထဲမှာဇာတ်ဆွဲရဲဆိုရင်ကြတော့သူရဲ့ default အနေနဲ့ကကြတော့ကျွန်တော်ဆွဲလိုက်တဲ့စီရင်ဇာတ်လေးတွေကပေါ့နော်။ကျွန်တော် server လေးရဲ့ဘယ်ဘက်အချမ်းနဲ့ top ပေါ့နော်။ထိပ်ထိပ်ပိုင်းလေးမှာကတ်နေတာကိုတွေ့ရမှာပါ။ဇာတ်ရဲ့ထိပ်ပိုင်းလေးလည်းဖြစ်တယ်ပြီးတော့ဘယ်ဘက်ချမ်းလေးမှာကတ်နေတာကိုလည်းတွေ့ရပါမယ်။ ဲ့လိုမဟုတ်ဘူးကွာကိုဆွဲလိုက်တဲ့စင်ရင်းစရာလေးတွေကိုကိုယ့်ရဲ့စာရွက်ရဲ့ပေါ့နော်အလဲကောင်စင်တာတက်တက်မှာထားခြင်းလဲဆိုရင်ကြတော့အလဲကောင်စင်တာတက်တက်မှာထားပြီးတော့မှကွာ print ထုတ်ခြင်းလဲဆိုရင်ကြတော့ဒီမှာစင်တာအောင်ပြည့်စွဲနေရလေးမှာကျွန်တော်ကစားပြုလို့ရပါတယ်လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လို့သူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ် Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေအရင်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်းတရားကျော်ကို Telegram channel နဲ့ Facebook private group တို့မှာအဆင်ပြေစွာဖြင့်စနစ်တကျလေ့လာတင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရေကန်တက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ horizontal ပါဒီ horizontal လေးကိုကျွန်တော် image လေးကြည့်ကြည့်လိုက်ပါ ချိန်လိုက်ပြီးဆိုရင်ဒီမှာသူပေါ့စနီမှာပြပေးတာကိုတွေ့ရပါလိမ့်မယ်။ခုနကလို့ကျွန်တော်ဇာလေးကဒီမှာစာရွက်ရဲ့ဘဲဘဲချန်နယ်မှာကန်နေတာမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်ဘယ်နဲ့ညာနဲ့ရဲ့လေကောင်းစင်တာလေးမှာရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ horizontal လေးကိုတောင်းလိုက်တာပေါ့နော်။အလိုပဲဒီအောက်မှာ particle လေးဆိုတာရှိပါသေးတယ် particle လေးကိုအမှန်ချက်ကလေးထပ်ပြီးတော့မှချစ်ပေးလိုက်မယ်ဆိုရင်အဲကျွန်တော်ရေးစင်းစရာလေးကကျွန်တော်ဆာရွက်ရဲ့အပေါ်နဲ့အောက်နဲ့ရဲ့အလေကောင်စင်တာတက်တက်လေးမှာရောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ကြောင့်မလို့ကိုနေနေကတခုပဲလိုချင်တယ်ဆိုရင်တခုပဲအမှန်ချင်လို့ရတယ်ဘယ်ဟုတ်လိုချင်လဲပေါ့နော်တခုလုံးလိုချင်တယ်ဆိုရင်တခုလုံးကိုအမှန်ချင်လို့ရပါတယ်အဲ့လိုမျိုးဖြစ်နေမူလကတိုင်းမှာကျွန်တော်တို့ကဘယ်ဘက်အချမ်းကိုကန်နေပြီးတော့မှထိပ်ပိုင်းလေးမှာကန်နေတာပဲလိုချင်တယ်ဆိုရင်ကျွန်တော်အမှန်ချင်ကလေးတွေပြန်ပြီးတော့မှဖြုတ်ပေးလိုက်လို့ရပါတယ်ဒါတော့ကိုနေတဲ့သူတို့ထားပြီးတော့မှထုတ်လို့ရတယ်ပေါ့နော်ကိုသဘောကျသွားပြီဒီအပေါ်မှာလဲကိုကကိုကိုစိုက်တီးကိုနေတဲ့သူတို့အကွာဝီဒီဒီမှာလာပြီးတော့မှကိုက၅လက်မှဆိုရင်၅လက်မှ၆လက်မှနဲ့၆လက်မှကိုနေတဲ့သူတို့ရိုက်ထဲတာမျိုးတွေကြောင်းလေးပြင်ဆင်ပြီးသွားပြီဆိုရင်သဘောကျသွားပြီဆိုတာနဲ့ okay လေးကိုနေပြီးတော့မှကိုဖန်လို့လို့ရပါတယ်ဒီမှာကတော့ကျွန်တော်ကကန်ဆယ်လေးပဲနေလိုက်မှာဖြစ်ပါတယ် ီမှာလည်းပဲဒီ margin ကိုတွားလိုက်ပြီးတော့မှကျွန်တော်ဒီမှာ normal လေးကိုပဲပြန်ပြီးတော့မှရွှေ့ပေးလိုက်မယ်ပေါ့နော်ဒါတော့ margin တောင်းလဲတဲ့ပုံလေးပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့စာရွက်ရဲ့ size အရွယ်အစားကိုပြောင်းလဲကြပါတယ်။အဲ့လိုပြောင်းလဲကြတယ်ဆိုရင်ဒီပေါ်လေးမှာကျွန်တော်တို့ margin ရဲ့ပေါ်လေးမှာပဲ size စွာလေးရှိတယ်ပေါ့နော်။ဒီမှာကျွန်တော်နှိပ်လိုက်မယ်ဆိုရင် size size တွေအများကြီးကိုရွေးချယ်လို့ရပါတယ်။လက်ရှိမှာကျွန်တော်တို့သုံးထားတာကတော့ဒီမှာ e4 ဆိုတဲ့ size ပဲလေးကိုသုံးထားတာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့က A4 မသုံးချင်ဘူး A3 သုံးမယ်ဆိုရင်ဒီမှာ A3 ရှိပါတယ်ပြီးတော့ letter တွေ legal တွေဒါတွေလည်းအစားချစ်သဖြင့်ရှိတယ်ပေါ့နော်ကိုနဲ့တက်တာကိုကိုရွေးချယ်ပြီးတော့မှသုံးလို့ရပါတယ် server side ကိုပြင်လိုက်တာနဲ့ပဲ server ကိုကျွန်တော်ဥပမာ letter လေးသုံးမယ်ဆိုရင် letter လေးကိုတစ်ချက်လေးဒီလိုလေးရွေးလိုက်တယ်ပေါ့အဲ့လိုရွေးလိုက်ပြီးဆိုရင်လည်းပဲခုနက margin တိုင်းမှာပဲ server ကိုကျွန်တော်ကပြောင်းလဲပြီးတော့မှ site ပမာဏကိုပြောင်းလဲပြီးသုံးလိုက်တာမလို့ကျွန်တော် server ရဲ့ဒီမှာ server ပေါ်မှာပေါ်နေတဲ့ကိုယ့်ရဲ့စင်းစရာတွေရဲ့ပုံစံကလည်းနည်းနည်းပြောင်းသွားတယ်ပြီးတော့ဒီအောက်မှာလည်းပဲ server စုစုပေါင်းရဲ့ကုန်ကျမဲ့ပမာဏကလည်းပဲကျွန်တော်ပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ကိုနေတဲ့သူထားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ A4 cyber လေးကိုပဲထားလိုက်ပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့ကလက်ရှိမှာတော့စင်ရင်းစရာကိုကျွန်တော်က cyber ကိုထောင်ပြီးတော့မှစင်ရင်းစရာတွေရိုက်ထားတာပါဒါပေမဲ့ကိုယ့်ရဲ့စင်ရင်းစရာက cyber ကိုလဲပြီးတော့မှ print ထုတ်မှအဆင်ပြေမဲ့စရာတွေဖြစ်နေတယ်အဆင်ပြေမဲ့ဒီလိုအဲ့လိုမျိုးလုံးမှကျွန်တော်အဆင်ပြေမဲ့စင်ရင်းနေဖြစ်နေတယ်ဆိုရင်ကျတော့ကျွန်တော်က cyber ကိုလဲပြီးမှ print ထုတ်ပြရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ကလဲပြီးတော့မှထုတ်ချင်တယ်ထောင်ပြီးတော့မှထုတ်ချင်တယ်ဆိုရင်ကြတော့ဒီပေါ်လေးမှာ orientation ဆိုတာလေးရှိပါတယ် ဒီ orientation လေးမှာတစ်ချက်လေးနေလိုက်မယ်ဆိုရင်သူအနေနဲ့က portrait ရှိပါတယ် landscape ရှိပါတယ်။သူကလည်းပြီးမှပုံလေးနဲ့ပြပေးထားတယ်ပေါ့နော်။ portrait ကတော့သူကတော့ subject ကိုအခုမြင်နေရတဲ့အတိုင်းအထောင်လိုက်လေးပဲဖြစ်ပါတယ်။ဒီလိုကလဲပြီးတော့မှထုတ်ချင်တယ်ဆိုရင်ကျတော့ဒီအောင်လေးမှာ landscape orientation ဆိုတာလေးရှိတယ်ပေါ့နော်။ဒီကောင်လေးကိုလဲပြီးထုတ်ချင်တယ်ဆိုရင်ဒါလေးကိုတစ်ချက်လေးနေပေးလိုက်မယ်ဆိုတာနဲ့ဒါကျွန်တော်ရဲ့စီရင်စရာကအခုလိုမြင်ရတဲ့အတိုင်းလေးပဲလဲသွားတာကိုတွေ့ရမှာပါ။ဒါကျွန်တော် subject စုစုပေါင်းအလုံး subject လဲဖြစ်သွားတယ်၊ subject ဖြစ်သွားတဲ့အပြင် subject အလုံးလဲလဲနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ ဒါတော့ကလဲပြီးမှထုတ်ဖို့အဆင်ပြေရဲဆိုရင်ဒီမှာလာပြီးပြောင်းလဲလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာပြန်ပြီးတော့ထောင်ချင်တာမလို့ orientation လေးမှာတစ်ချက်ပြန်နေလိုက်ပြီးတော့မှ portrait orientation လေးကို click တစ်ချက်လေးနေပေးလိုက်ပါတယ်အဲကျွန်တော်တို့ server လေးပြန်ပြီးတော့မှထောင်သွားမှာဖြစ်ပါတယ်ဟုတ်ပြီပြီးရင်တော့ဒီပေါ်လေးဒီပေါ်လေးမှာကျွန်တော်တို့က collector စာလေးရှိတယ်ပေါ့နော်သူကကျတော့ဘာကိုပြောတာလဲဆိုတော့ ဒါလေးကကျတော့ကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်တဲ့အခါမှာသူက collider နဲ့ uncollider ဆိုပြီးရှိတယ်။ collider ကကျတော့ဘယ်လိုပုံစံလဲဆိုတော့ဥပမာကျွန်တော်ဒီမှာဆိုရင်စာမျက်နှာစုစုပေါင်း6မျက်နှာတိတိရှိပါတယ်။အဲ6မျက်နှာကိုကျွန်တော်ကဘယ်နဲ့စုံထုံမှာလဲပေါ့နော်။ဥပမာကျွန်တော်က3စုံထုံမဲ့ထားပါတော့။အဲ့လို3စုံထုံမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ collider ကိုကျွန်တော်ယူထားလိုက်တဲ့ဆိုရင်ကြတော့သူ့အနေနဲ့ကစာမျက်နှာစုစုပေါင်း6မျက်နှာကိုစာမျက်နှာ1 2 3 4 5 6ဆိုပြီးအစင်လိုက်တိုင်းပထမဆုံးတစ်စုံထွက်လာပါမယ်။ပြီးတော့ဒုတိယချိန်အဖြစ်နဲ့1 2 3 4 5 6ဆိုပြီးတော့မှအစင်လိုက်တိုင်းမှာတော့ဒုတိယတစ်စုံထပ်ပြီးတော့ထွက်လာမှာပါပြီးတော့1 2 3 4 5 6ဆိုပြီးတော့အစင်လိုက်တိုင်းမှာတော့တတိယတစ်စုံထွက်လာ မှာပါ၃စုံလုံးအဲ့လိုမျိုးကျွန်တော်တစုံပြီးမှတစုံထွက်လာမယ်ပေါ့နော်အဲ့လိုမျိုးဖဲနဲ့ကျွန်တော်တို့ကကျတော့ဒီမှာအန်ကောလေးတစ်ခုရွေးထားလဲဆိုပါစို့ဒီခါလေးကိုကျွန်တော်ဒီလိုလေးရွေးထားလိုက်ပြီးတော့မှ print ထုတ်လိုက်မယ်ဆိုရင်ကြတော့သူ့အနေနဲ့ကကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဇာမျက်နှာ1ကနေ6အထိ1 2 3 4 5 6ဆိုပြီးတစုံထွက်လာတာမျိုးမဟုတ်တော့ဘဲနဲ့ဇာမျက်နှာ1ဆိုရင်1ကြည့်ပဲသွား3စုံထုတ်ထားမယ်ဆိုရင်3ရက်ကြည့်3ရက်စတိုင်ထွက်လာမှာဖြစ်ပါတယ် ဥပမာကျွန်တော်ကစာမျက်နှာ1ကြီးပဲ1 1 1ဆိုပြီးတော့မှပထမတစ်ကြိမ်ထွက်လာမယ်။ပြီးတော့စာမျက်နှာ2ကြီးပဲ2 2 2ဆိုပြီးတော့မှနောက်တစ်တစ်ကြိမ်ထွက်လာမယ်။ပြီးတော့စာမျက်နှာ3ကိုလည်းပဲအလင်းမျိုး3ကတည်းကထွက်လာမှာဖြစ်ပါတယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်စာမျက်နှာ1 2 6ကိုအလင်းမျိုး2ကတရွက်ကိုကျွန်တော်3 3ကကြာစီနဲ့ပြန်ပြီးတော့မှထွက်လာမှာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ကအစင်လိုင်းထုတ်ချင်လားဒါမှမဟုတ်စင်တရွက်ချင်တီထုတ်ချင်လားဆိုတော့ဒီနေရာလေးမှာလာပြီးတော့မှရွှေ့လို့ရပါတယ်။ပုံမှန်အဖြစ်ကတော့ကျွန်တော်ကအစင်လိုင်းတိုင်းတစုံချင်းတီထုတ်ချင်တာဖြစ်တဲ့အတွက်ဒီမှာ collector လေးကိုပဲရွှေ့ပြလိုက်မှာဖြစ်ပါတယ်။ကိုနဲ့သက်သက်လိုမျိုးထားလို့ရပါတယ်။ ြောဒီပေါ်လေးမှာပေးသွားလိမ့်ရှိရပါတော့။အားဘာလို့နေရာမှာသုံးနာလဲဆိုတော့တွားလဲရန်သုံးဝင်ပါတယ်။ဒီမှာကျွန်တော်တို့ဆမ်မနာစုစုပေါင်း1 note ဆိုပြီးတော့6ရွက်ရှိတယ်။ဒါကြောင့်ကျွန်တော်တို့ကဆမ်မနာ2ကနေပြီးတော့ဆမ်မနာ4ထိပဲကွက်ပြီးတော့ထုတ်ချင်တယ်ပေါ့။အဲကျွန်တော်တို့ကဒီနေရာလေးမှာအလွယ်တကူလာပြီးတော့သတ်မှတ်လို့ရပါတယ်။ကျွန်တော်ထုတ်ချင်တာကဆမ်မနာ2ကနေဆိုရင်ဒီရှိသုံးအကွက်လေးမှာ2ဆိုပြီးတော့ရိုက်ထည့်လိုက်ပါ။2ကနေဘယ်လောက်ထိလဲ4ထိဆိုရင်ဒီနောက်ဆုံးအကွက်လေးမှာ4ဆိုပြီးတော့မှရိုက်ထည့်လိုက်ပါ။ဒါဆိုရင်ကျွန်တော်ကဒီပေါ်လေးမှာ print ကိုနှိပ်ချလိုက်ပြီးဆိုတာနဲ့ seminar 2ကနေပြီးတော့ seminar 4ဒီပဲထွက်လာမှာကိုတွေ့ရမှာဖြစ်ပါတယ် ပြီးတော့ကျွန်တော်တို့ကဥပမာအနေနဲ့စာမျက်နှာနှစ်တခုကိုပဲကွာထုတ်ကျင်နေဆိုပါဆို။ကျွန်တော်တို့ကဒီမှာရှေ့ဆုံးမှာနှစ်လို့ရိုက်ထဲမယ်။ပြီးတော့နောက်က box လေးမှာလည်းကျွန်တော်ကနှစ်ဆိုပြီးတော့ရိုက်ထည့်လိုက်ပါ။ဒါဆိုရင်စာမျက်နှာနှစ်နဲ့နှစ်နဲ့ဆိုတော့ဒီလိုမျိုးဆိုရင်ကျွန်တော် print နှိပ်လိုက်ပြီးဆိုတာနဲ့အဲ့စာမျက်နှာနှစ်တခုလေးပဲ print ထွက်လာမှာဖြစ်ပါတယ်။ဒါကိုနှစ်သက်တဲ့လိုမျိုးပြောင်းလဲပြင်ဆင်ပြီးတော့မှ print ထုတ်လို့ရတယ်ပေါ့နော်။ဟုတ်ပြီ။ ပြသပြဆိုင်ကြတော့ဒီပေါ်လေးကဒီနေရာလေးကလည်းအရန်ကိုအရေးကြီးပါနေ။ဒါလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်ပြီးဆိုတာနဲ့ဒီမှာပထမဆုံးတွေ့ရတဲ့ကောင်းစင်တွေကတော့ print edit sheet ဆိုတာလေးဖြစ်ပါတယ်။သွားတော့ဘာကိုပြောရလဲဆိုတော့ print edit sheet ဆိုတာကကျွန်တော်လက်ရှိမှာတုံးနေတဲ့ edit ဖြစ်နေတဲ့ sheet ကိုပဲကျွန်တော် print ထုတ်ချင်တဲ့အခါမှာတုံးရတာပါ။ ဘယ်လိုသဘောလဲဆိုတော့ကျွန်တော်ဒီမှာညာလေးကိုနေပြီးတော့ထွက်လိုက်မယ်။သူပြောတဲ့ edit ဖြစ်နေတဲ့ရှိစာကကျွန်တော်တို့ဒီမှာကျွန်တော်တို့ excel file ကြီးမှာဒီ print ချုံဆိုတဲ့ကျွန်တော်တို့ excel file တစ်ခုလုံးကြီးထဲမှာကျွန်တော်က excel ရှိဆိုရင်ကျွန်တော်ကတစ်ခုပဲရှိတယ်ပေါ့နော်။ print ဆိုလို့ကောင်းသင်ပေးထားတဲ့ကျွန်တော်တို့ sheet တစ်ခုပဲရှိပါတယ်။အဲ့ sheet တစ်ခုထဲမှာပဲကျွန်တော်ကဒီမှာ print ဆိုတဲ့ဒီ excel sheet ထဲမှာရောက်နေပြီးတော့မှအဲ့ထဲမှာရှိတဲ့ data တစ်ခုအပေါ်မှာကျွန်တော်က click နေထားလိုက်တယ်ပေါ့နော်။ပြောချင်တာတော့အဲ့ sheet ထဲမှာရောက်နေတာဖြစ်တဲ့အတွက်ဒီကောင်လေးကကျွန်တော်က edit ဖြစ်နေတာဖြစ်ပါတယ်။ကျွန်တော်လက်ရှိသုံးနေတယ်ပေါ့နော်။ကျွန်တော်လက်ရှိသုံးနေတဲ့ excel sheet လေးဖြစ်တဲ့ဒီ edit ဖြစ်နေတဲ့ကျွန်တော်လက်ရှိသုံးနေတဲ့ ဒီအိတ်ဆဲရှိလေးကိုပဲကွက်ပြီးတော့မှ print ထုတ်ချင်တဲ့အခါမှာခုနကကျွန်တော်တို့ရဲ့ setting နေရာလေးမှာရှိနေတဲ့ print edit sheet ဆိုတာလေးကိုရွေးပြရမှာပါဒီကောင်လေးကိုကျွန်တော်ရွေးထားလိုက်မယ်ဆိုရင်ကြတော့ခုနကကျွန်တော်ရောက်နေတဲ့ကျွန်တော်တို့လက်ရှိမှာတုံးနေတဲ့အဲ့ဒီအိတ်ဆဲရှိတခုအတွင်းမှာရှိတဲ့စာရွက်စုစုပေါင်းကိုပဲသူက print ထုတ်ပေးသွားမှာဖြစ်ပါတယ်လုပ်ငန်းခွင်ဝင်ဖို့အတွက် advance အိမ်ဆက်ကိုစွန့်ပြန်ထားရဒူချင်းတည်တဲ့တိတိကျကျသင်ကြားလူသူများအတွက် advance အိမ်ဆက်101 swim class လေးမှာအိမ်ဆက်ကိုအခြေခံမှာအစင်းမြင့်ထိစနစ်တကျနဲ့သင်ကြားပေးနေပြီဖြစ်ပါတယ် Zoom class လေးဖြစ်တဲ့အတွက်မိမိအိမ်ကနေပြီးတော့အဆင်ပြေစွာနဲ့စနေတခြားသင်ယူနိုင်မှာဖြစ်ပါတယ်။သင်တန်းမှာသင်ကြားရမယ့်ပုံစံလေးကတော့ Zoom ဖြင့်တိုက်ရိုက်သင်ကြားပေးမှာဖြစ်ပါတယ်။အသင်ရေးပြီးသား Excel data file လေးကိုပေးပါမယ်။အတန်းချိန်တစ်ချိန်ပြီးတိုင်းမှာ recording video တွေကိုလည်းပို့ပေးမှာဖြစ်ပါတယ်။ Lesson 9အတွက်အင်္ကြာတွေရှိပါမယ်။အင်္ကြာတွေကိုလည်းပဲစစ်ဆေးပေးမှာဖြစ်ပါတယ်။လက်စင်တစ်ခုပြီးတိုင်းမှာ recap ပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။တင်ပြသားစာများကိုနားမလည်ခဲ့ပါကဆရာနဲ့ထိုက်ရိုက်အချင်းမျိုးမြင်မြင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ တင်းတင်းကြီးလေးကတော့ဒူးချင်းတိသက်အထူးတင်းတင်းကြီးနှစ်သိန်းကျက်တဲ့ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။အကွေများတငယ်ချင်းတွေလို့ဖို့ကံမဲ့တင်းနဲ့အတူဂရုလိုက်လဲတင်ကြမယ်ဆိုရင်လည်းပဲတင်ကြနိုင်မှာဖြစ်ပါတယ်။တင်းတင်းပြည့်မြောက်သူများအတွက်အတိမတ်ပြုလက်မှတ် certificate ကိုပေးရတော့မှာဖြစ်ပါတယ်။တင်တဲ့ချိန်လေးကတော့တပတ်ကို၄ရက်တနေ့ကို၁နာရီနဲ့တင်တဲ့ချိန်စုစုပေါင်း၁၆ချိန်တင်ကြပေးမှာဖြစ်ပါတယ်။တင်တဲ့ချိန်လေးကတော့ဒူးချင်းသီးသန့်တင်ကြပေးတာဖြစ်တဲ့အတွက်တင်တဲ့ချိန်ကိုမိမိအားလက်တဲ့ချိန်နဲ့ညီနိုင်ပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။ တင်တဲ့လေးကိုတင်ရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမ်မနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။သူညာကို9899532ရဲ့ဖုန်း Viber Telegram Channel တို့မှာလည်းပဲတင်နေအလို့ရပါတယ်ခင်ဗျာ။မိမိလုပ်ငန်းတက်လန်းအတွက်အေးစဲကိုလက်တွေ့လေလာလက်တွေ့သုံးချနိုင်ဖို့ယခုပဲတင်တဲ့လေးကိုအချိန်မီတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာအားလေးကတော့ပထမတစ်ခုပေါ့နော်ပြီးတော့ဒုတိယတစ်ခုကကြတော့ print entire web book ါလေးကတော့ဘာလဲဆိုတော့ print ထိုင်အောင်ဖို့ကျွန်တော်ရွေးထားလိုက်တယ်ဆိုရင်ကြတော့ကျွန်တော်တို့ရဲ့လက်ရှိမှာဒီ print ဂျုံလို့ခေါ်တဲ့ကျွန်တော်တို့ excel file တစ်ခုလုံးအတွင်းမှာရှိနေသမျှ excel sheet တွေအားလုံးကိုသူက print ထုတ်ပေးတာပါဒါလေးကကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ထွက်လိုက်မယ်နော်လက်ရှိမှာကျွန်တော်က print ဆိုပြီးတော့ excel sheet တစ်ခုပဲရှိတယ်။ဒါကိုကျွန်တော် new sheet တစ်ခုထပ်ပြီးတော့မှယူလိုက်ပါမယ်။ပြီးတော့ကျွန်တော်ဒီမှာ plus sign လေးကိုနှိပ်ပြီးတော့မှ new sheet တစ်ခုယူလိုက်တယ်။ sheet 1ပေါ့နော်။အဲ့ sheet 1လေးမှာကျွန်တော်ဒီမှာ sum လေးနည်းနည်းချလိုက်မယ်။အဲ့ sheet 1လေးမှာကျွန်တော်ဒီမှာစာလေးနည်းနည်းရိုက်လိုက်မယ်ပေါ့နော်။ ဥမာအနေနဲ့ကျွန်တော်ဒီမှာဟန်ဆိုပြီးတော့မှကျွန်တော်တက်လုံးရိုက်လိုက်ပါတယ်အဲ့ကျွန်တော်ကဒီမှာရှိကတခုတည်းမဟုတ်တော့ဘူး print ဆိုရရှိလေးနဲ့ရှိ one ဆိုရရှိလေးနဲ့နှစ်ခုဖြစ်သွားပြီပေါ့ အဲ့မှာကျွန်တော်တို့ရဲ့ဒီ print ချုံလောက်ခေါ်တဲ့ excel file တစ်ခုလုံးအတွင်းထဲမှာရှိတာနှစ်ခုရှိသွားပြီအဲ့ရှိနေတဲ့များရှိနှစ်ခုစလုံးကိုကျွန်တော် print ထုတ်ချင်တယ်ဆိုရင်ကြတော့အခုနောက်ကကျွန်တော်တို့ဒီမှာရှိနေတဲ့ print attach sheet ကိုကျွန်တော်ကမသုံးရတော့ဘဲနဲ့ print entire workbook ကိုသုံးရမှာဖြစ်ပါတယ် print entire workbook ကိုကျွန်တော်ဒီမှာတစ်ချက်ရွှေ့လိုက်ပြီဆိုတာနဲ့ဒီရောက်လေးမှလည်းသွားပြီးတော့ကြည့်နိုင်ပါတယ် seminar စုစုပေါင်း6မျက်နှာမဟုတ်တော့ဘဲနဲ့9မျက်နှာဖြစ်လာတာကိုတွေ့ရမှာပါအဲကြောင့်လဲဆိုတော့ကျွန်တော်သိချင်တဲ့အခါမှာဒီ sheet ကိုသွားတဲ့ next page ဆိုတဲ့အမြလေးကိုနှိပ်ပြီးတော့မှသွားလိုက်ပါအဲကျွန်တော်တို့ကဒီမှာသွားပြီးတော့ကြည့်လိုက်တဲ့အခါမှာ seminar ကိုမှပါဠိပါထပ်ပြီးတော့ပါလာလဲ ဆိုတော့ကျွန်တော်တို့ရဲ့ HAN hand လို့ရေးထားတယ်ကျွန်တော်တို့ရဲ့ excel sheet လေးပါပါလာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ရဲ့ excel file တစ်ခုလုံးအတွင်းမှာရှိနေတယ်ညာ sheet တွေ၅ခုရှင်၅ခုစုလုံး၆ခုရှင်၆ခုစုလုံးဒါတွေအားလုံးကို print ထုတ်ချင်တဲ့အခါမှာဆိုရင်တော့ဒီမှာ print entire workbook ကိုကျွန်တော်တို့ရေးပြရမှာဖြစ်ပါတယ်ဟုတ်ပြီဒီတော့ကျွန်တော်ဒီမှာဒီဘက်ကိုပြန်သွားလိုက်မယ် ဗီဇာဖီးဆိုရင်ကျတော့အောက်ဆုံးကတခါတော့ print selection ပေါ့နော် print selection ကတော့ပါလဲဆိုတော့သူကကျတော့ကိုယ်အနေနဲ့ကဘယ်နေရာလေးကိုပဲကွက်ပြီးတော့မှ selection ပေးပြီးတော့မှ print ထုတ်ချင်တဲ့အခါမှာသုံးမှာဖြစ်ပါတယ်။သူကလည်းရန်သုံးဝင်ပါတယ်။ဥပမာကျွန်တော်ဒီမှာစင်စရာရှိနေတဲ့နေရာနေပြီးတော့မှကျွန်တော်လိုချင်တာလေးကဒီမှာ watermelon ကနေပြီးတော့မှဒီအောက်ကဒီစင်ရင်၄ခုလောက်ပဲကျွန်တော်လိုချင်တယ်ပေါ့နော်။ဒီနေရာလေးပဲကွက်ပြီးကျွန်တော် print ထုတ်ချင်ပါတယ်။အဲကျွန်တော်ကကိုယ်လိုချင်တဲ့နေရာလေးပဲဒီမှာ selection လေးပေးလိုက်ပါ။ mouse ကနေ click ဖိပြီးတော့ပေါ့နော်။ပြီးတာနဲ့ခုနက print ကိုတော့ သွားပြီးသားအနေနဲ့ဒီအောက်လေးမှာနှိပ်လိုက်ပြီးတော့မှကျွန်တော်တို့ရဲ့ selection ပေးထားတဲ့နေရာကိုပဲကွက်ပြီးတော့မှ print ထုတ်ချင်တာမလို့ဒီ print selection ဆိုလေးကိုတစ်ချက်လေးရွှေ့ပေးလိုက်ပါအဲ့ဒါကြည့်လိုက်ပါကျွန်တော်ရဲ့စီရင်စရာမှာကျန်တဲ့နေရာလေးမပါတော့ပါဘူးအဲ့ကျွန်တော် selection ပေးထားတဲ့နေရာလေးကပဲကွက်ပြီးတော့မှ print ထွက်လာမှာဖြစ်ပါတယ်ဒီလိုမျိုးသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကတော့ဒီမှာ print attach ကိုပဲပြန်ပြီးတော့မှရွှေ့ပေးလိုက်ပါမယ်ဒီ box တွေကလည်းအရင်ကိုသုံးဝင်တဲ့နေရာလေးပါ ပြီးသားပြီဆိုရင်ကျတော့ဒီပေါ်လေးကဒီ printer ဆွဲနေရာလေးကတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ computer မှာချိတ်ဆက်ခဲ့သဘူးသမျှဒီမှာ printer ကြီးလာပြီးတော့ပေါ်လိမ့်မယ်ပေါ့နော်။ဒါကလည်းမကိုလက်ရှိမှာပဲ printer နဲ့ print ထုတ်မှလဲဆိုတော့ကိုရွေးချင်တဲ့ printer ကိုလာပြီးတော့မှရွေးပေးလို့ရတာဖြစ်ပါတယ်။အဲဒါကိုရွေးပေးလိုက်ပြီဆိုတာနဲ့ဒီမှာ print ကိုနှိပ်ချလိုက်ပြီဆိုတာနဲ့အဲဒီရွေးပေးလိုက်တဲ့ printer ကနေပြီးတော့မှစာရွက်တွေထွက်လာမှာဖြစ်တယ်ပေါ့နော်။ ပြီးတော့ဒီပေါ်လေးမှာတော့ဒီမှာ copy ဆိုတာလေးရှိရယ် copy ဆိုတာလေးကတော့ကျွန်တော်ဘယ်နှစုံထုတ်မှာလဲဆိုတာကိုရွေးရတာပါဥပမာကျွန်တော်တို့ကဒီမှာစာမျက်နှာစုစုပေါင်း6မျက်နှာရှိတာကိုဘယ်နှစုံထုတ်ချင်လဲ3စုံဆိုရင်ကျွန်တော်ကဒီမှာ3လို့ရိုက်ထည့်ပါ2စုံဆိုရင်2စုံလို့ရိုက်ထည့်ပါ10စုံဆိုရင်10စုံလို့ရိုက်ထည့်လို့ရပါတယ်ဥပမာက9စုံဆိုရင်9လို့ရိုက်ထည့်လိုက်ရအောင်ပါပဲ ပြတိုင်းနဲ့ print ကိုနှိပ်ချလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့တန်းပြီးတော့မှအဲ့ဒီစာမျက်နှာ6ရက်စလုံးကကျွန်တော်၅ဆုံးတီတီထွက်လာမှာဖြစ်တယ်ပေါ့နော်။ဒါလေးကတော့ copy ဆိုတာကတော့အဲ့ဒီအဆုံကိုပြောတာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ exam မှာ print ထုတ်မယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေပြေနဲ့ထုတ်တတ်မယ်လို့ညွှန်လင်းပါတယ်။ဒီသင်ခန်းစာလေးကမယ်ဆိုရဲလုပ်ငန်းခွင်အတွက်ကြိုးရှင်မယ်လို့ယုံကြည်ပါတယ်။အခုလိုမျိုး Microsoft Excel ကိုလုပ်ငန်းခွင်အတွက်ချိန်ငင်းကနေစပြီးတော့မှစနစ်ချနဲ့ကျွမ်းကျင်တာနဲ့တက်ရောက်ချင်နေဆိုရင်ကျွန်တော်ရ Microsoft Excel Special Online Course ကိုတက်ရောက်နေပါတယ်။ပုံမှန်သင်တန်းကြီးစာယခုလအတွက်မှာကျွန်တော်အထူးသင်တန်း3000ကျပ်ထက်လက်ခံပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုးတွေကကျွန်တော်တူးချင်းပေါ့နော် Zoom Class တွေနဲ့ 1 to 1လေးကျွန်တော် tuition လေးကျွန်တော်သင်ကြားခြင်းလေးဆိုရင်လည်းပဲဒီ Zoom class ကြီးကိုတက်ရောက်နိုင်ပါတယ်။ဒါအောင်တဲ့ပဲကျွန်တော်အထူးသင်တန်းကြီးနဲ့သိမ်းချက်တဲ့ပြင်ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ်။သင်တန်းလေးတွေကိုတက်ရောက်ခြင်းလေးဆိုရင်ဒီဗီဒီယိုလေးရဲ့ပုံမှာ Viber phone number လေးကိုဆက်သွယ်လို့ရပါတယ်။အဲ့ဒီ phone number လေးရဲ့ Viber နဲ့ Telegram channel တို့မှာလည်းသင်တန်းအလုပ်ရပါတယ်။ Delirious Computer by Hamenai ဆိုတဲ့ Facebook page မှာသင်ကြားမှာလည်းသင်တန်းအလုပ်ရပါတယ်ခင်ဗျာ။ ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမှဆိုရင် comment လေးမှာရေးခဲ့နိုင်ပါတယ်။ဒါနဲ့သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေသိချင်တဲ့မိကွန်းလေးတွေရှိမှဆိုရင် comment လေးမှာရေးခဲ့ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြစ်ထားပေးသွားပါမယ်။အားလုံးသာကြိုရှင်းကြပါသည်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။